ုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Man City Football မြန်မာ page နဲ့ပြန် channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ကျွန်တော်တို့ပွဲပြီးသွားပြီဖြစ်တယ် Liverpool နဲ့ Man City တို့ရဲ့ပွဲပြီးကျွန်တော်အမြင်လေးကို sharing လုပ်ပြီးမှာဖြစ်ပါတယ်ဟုတ်ကဲ့အစီအစဉ်လေးကိုစလိုက်အောင်ကျွန်တော်တို့ Liverpool နဲ့ Man City က 3C ဆိုတဲ့ရလဒ်နဲ့ Man City က Liverpool ကိုအတိအကျကွင်းမှာအနိုင်ယူသွားတယ်ကျွန်တော်တို့ Man City အသင်းဟာပြောမယ်ဆိုရင်ရလဒ်ကောင်တစ်ခုအပြင်ကိုမှမှဂူးပြတ်အနိုင်ရရှိသွားတယ် ဂူပြက်ခြေပြက်လို့တောင်ပြောလို့ရတယ်။ဘာလို့လဲဆိုတော့လီဗာပူးအသင်းဘက်ကချင်းချောက်တဲ့အချိန်ရေအတွက်ကကြည့်မယ်ဆိုရင်ရှိခဲ့တယ်ဆိုလို့နှလုံးသုံးလုံးပဲရှိခဲ့တယ်။တစ်လုံးကကျွန်တော်တို့ဆော်ဘော့စလိုင်းကန်တာနောက်တစ်လုံးကကျွန်တော်တို့မူဆာလက်မူဆာလက်လွတ်ထွက်သွားတယ်အလုံး။ဒါပေမဲ့မူဆာလက်လွတ်ထွက်သွားတယ်ဆိုပေမဲ့ကျွန်တော်တို့ဂိုဒမန်ဒူနာရူမာနဲ့နောက်ပြီးတော့ကွာဘာဒီယိုတို့ဖျက်ထုတ်ကာကွယ်နိုင်ခဲ့တယ်။အမ်နောက်တစ်လုံးကတော့ဗာဂျာဗန်ဒိုက် တည်ကြပါမယ်ပွဲတည်ကြပါမယ်အနေထားမှာပေါ့အဲဝမ်ဝမ်ဖြစ်သွားမယ်အနေထားမှာ Vajavan Knight ဂေါန်တိုက်တွင်လာထောက်ကံပေါ့ဒါပေမဲ့ဒီဘက်မှာ Robinson လူကျုံနေတယ်လူကျုံနေတယ်ဆိုတဲ့အပိုင်းကကြတော့သူ့စီကိုဘောလုံးကသူ့စီကိုမြှောက်လှည့်ပြီးလာတာသူရှောင်းလိုက်တာမှန်ပဲမြှောက်လှည့်ပြီးလာတဲ့အတွက်လူကျုံသွားတယ်အဲ့တော့ Robinson လူကျုံသွားတဲ့အတွက်ဒီဒီကူကကိုမရခဲ့ဘူးဒါနဲ့ level 2ကဘဲဥမကွဲသွားဘူးကျွန်တော်တို့မစီဘက်ကကြည့်မယ်ဆိုရင်တော့အကောင်းတွေရောအပေါင်းလက္ခဏာတွေရောနောက်ပြီးတော့ကျွန်တော်တို့ international break မှာ အေးစစ်စစ်တတောက်တတာနဲ့ international break ကိုအနားယူပါတော့မယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလည်း international break မှာကျွန်တော်တို့ international ပွဲတွေကိုတိတ်ကြီးလေးကြီးထားတော့မရှိဘူးဗျ။အများသောအားဖြင့်ကျွန်တော်မကြည့်ဖြစ်တာများတယ်။ဒါပေမဲ့အခုအရင်လိုပူပူလောင်လောင်နဲ့ international break မှာခံစားမနေရတော့ဘူးဗျာ။ AA စစ်စစ်နဲ့ relax လုပ်ပြီးတော့နေလို့ရပြီ။ဘာလို့လဲဆိုတော့ Liverpool အသင်းကိုဒီလိုမျိုးနိုင်သွားတဲ့အပေါ်မှာ Mercedes ပြန်လာပြီလားဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်နေတာကြာပြီ။အခုတော့ Mercedes တကယ်ကိုပြန်လာပြီ။ဘာဖြစ်လို့ပြန်လာပြီလဲဆိုတော့ မက်ဆီမှာကျွန်တော်တို့အစ်စ်ခေါ်ထားတဲ့ကစားသမားတွေထက်ကျွန်တော်တို့ငကူရှိပြီးသားကစားသမားတွေအခြေစွမ်းကဟုံလို့တက်လာတယ်လို့ပြောလို့ရတယ်ဗျာအဲဒီမှာတကယ်ခြေစွမ်းထက်ပြီးတော့ခြေစွမ်းတက်လာတဲ့ကစားသမားကပထမဦးဆုံးအနေနဲ့နီကိုအိုရိုင်လီတကယ်ကောင်းတယ်ဗျာကျွန်တော်တို့မူဆာလက်ကအဲ့ဘက်ချမ်းကိုအမြဲတမ်းမှွေနောက်ဖောက်ထွင်းလုချင်တိုင်းကိုလုခဲ့တဲ့ကစားသမားတယောက်ကိုနီကိုအိုရိုင်လီကဒီနေ့ထိန်းသွားတဲ့အနေထားကတကယ်ကိုမှချွတ်စင်အရန်ကိုကောင်းတယ်သူ့ကိုကြော်တယ်ဆိုလို့နှလုံးလားပဲရှိတယ် ဂျန်တဲ့အလုံးလေးသူမကြော်ခဲ့ဘူးတကယ်ကိုကောင်းတဲ့နီကိုအိုရိုင်းလေးဗျာတကယ်ကောင်းတယ်တကယ်ကိုတိုးတက်လာတယ်နီကိုအိုရိုင်းလေးကလုံးဝတန်လင်းရှိတယ်ဗျာတကယ်ကိုကောင်းတယ်နောက်တစ်ယောက်ကတော့တည်တဲ့အတိုင်းပဲကျွန်တော်တို့နီကိုခွန်ဆက်လက်ဟောဂူတွင်းသွားလို့မဟုတ်ဘူးဗျာသူ့ကိုကျွန်တော်သတိထားမိတယ်အကြပြီဒီကောင်ကကွင်းလေမှာတကယ်ကိုကောင်းတာဗျာတကယ်ရိုဒီပေါက်ဆလေးဆိုတာအထက်ကိုသူကပို့ပြီးတော့ aggressive နည်းနည်းဆန်တယ်ရိုဒီတက်ကိုပို့ပြီးတော့ aggressive ဆန်တယ်ဒါပေမဲ့အခု queen လေရဲ့ဒီ defense မပြီးနေရာမှာထိမ့်ချုပ်ပြီးဆော့တဲ့နေရာမှာတကယ်ကိုကောင်းတယ်ဗျာတကယ်ကိုကောင်းတယ်သူ writer နဲ့ပဲတွဲမလားအခုဒီနေ့ banaru saver နဲ့တွဲသွားတယ် banaru saver နဲ့ပဲတွဲမလားရတယ်ဗျာတကယ်ကိုကောင်းတဲ့ကစားသမားဖြစ်လာပြီနောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ doku ဟာ doku ကိုဗျာတပွဲလုံးမထိနိုင်တာထွက်သွားပြီးတော့မှပဲ man city ကတိုက်စစ်နည်းနည်းလေးအာရော့သွားပြီးခန်းစစ်ဘက်ကိုဥတီသွားတယ်အဲချိန်ကျမှပဲ liverpool ဘောလုံးတိုက်လို့ရတယ်ဒိုကူကတကယ်ကိုကောင်းတာဗျာဒိုကူမှွေတဲ့မှွေချက်ကအဲ့မှာနှစ်ယောက်ထိန်းလည်းမနိုင်ဘူး တယောက်တည်းဖြစ်တဲ့ဒီလီဗာပူးရဲ့ခန်းစစ်ကစားသမားလေးနာမည်တော့ကျွန်တော်မသိဘူးဗျာအဲ့ဒီအတက်ကလေးဒီအကောင်လေးဗျာဟာပြာနေဘာမှလုံးလို့မရအောင်ဒိုကူ6ရက်ရောက်သွားပြီဆိုတာနဲ့ဘောလုံးကရှယ်ဝမှငွေနောက်ပြီးရောကစားတာတကယ်ကောင်းတဲ့ဒိုကူဟာဟာလန်ပန်နတီမွေးရင်တော့ကျွန်တော်မကြည့်ဘူးကွဲတာတော်သေးတော့ဗျာဟာလန်ကြီးကပန်နတီကမွေးနေတာသူတိုက်သွားတဲ့ခေါင်းတစ်ပေါက်ကတကယ်ကိုမိုက်တယ်ဟာလန်တိုက်သွားတဲ့ဘောလုံးကဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင်ကော်နာတီကိုကျော်ပြီးဘောလုံးကသူ့ခေါင်းပေါ်ရောက်လာဒါပေမဲ့ သူ့ရဲ့ကော်နာတင်းနေတော်တော်ကတ်တယ်အဲ့ဒါကိုသူဒီအောက်ကနေလို့ရှက်ပြီးတိုက်တာကော်နာတင်းအလော့ဂူတဲ့အဝင်အဲ့လိုတိုက်တာဟာတကယ်ကိုကောင်းတဲ့အလုံးဗျာဟာပန်နတီတော့မဝင်တာဗျာကျွန်တော်တို့ကောင်းကြီးရတော့တိတဲ့အတိုင်းပဲဟာလန်းကဟာလန်းပဲဗျာဘာမှလုံးလို့မရဘူးဟာလန်းကိုထိန်းချုပ်ဖို့အတွက်ကိုကစားသမားတွေထားထားတယ်ဆိုပေမဲ့ဘာမှလုံးလို့မရဘူးတကယ်ကိုကောင်းတဲ့တကယ်ကို positive ဆောင်းတယ်ဗျာဒီပွဲကြည့်ရတယ်တကယ်ကိုမှ feeling လုံးဝ good တယ်တကယ်ပြောဖို့အတွက်ကိုတကယ်ကိုကောင်းတယ် တကယ်ကိုကောင်းလုံးပါလေကွာတကယ်ကိုကောင်းလုံးပါလေနောက်တစ်ယောက်ကဒူနာရူမာဒူနာရူမာကတည်တဲ့အတိုင်းပဲတကယ်ကို worklet player ဖြစ်တယ်သူကဒီနေ့ကျွန်တော်တို့မူဆာလက်လွတ်လာတဲ့အလုံးကိုသူဝင်လို့သူမဝင်ဘူးဆိုရင်ဆာလက်ကတည်တဲ့အတိုင်းပဲအဲ့လိုမျိုး 1v1 ဆိုရင်လုတ်ချင်တာလုတ်တတ်တယ်ကောင်းကောင်းကိုကူးတွင်းတတ်တယ်သူဝင်လိုက်တဲ့အချိန်မှာမူဆာလက်နဲ့သူနဲ့ကျွန်တော်တို့အနောက်ကလိုက်လာတဲ့ကွာဘာဒီယိုနဲ့လုံးဝကတ်တယ်ကတ်နေတော့မူဆာလက်ဒီဘက်ကိုပြန်ခောက်ဖို့လုပ်လိုက်ချင်ကွာဘာဒီယို6နဲ့ထိပြီးဒီဘက်မှာကျွန်တော်တို့အတင်ပြန်ပြီးတော့ဘောလုံးပြန်ရပါတယ်ဟာအဲ့လိုလဲ တကယ်ကိုကောင်းတယ်နောက်ပြီးတော့ software slide ကန်တဲ့အလုံးဟာ software slide ကန်လိုက်တဲ့အလုံးကလည်းတကယ်ကိုကောင်းတယ်ဗျာ software slide ကန်လိုက်တဲ့အလုံးကဒါပေမဲ့ကိုယ်တော့တက်တက်ကြီးလည်းဖြစ်တယ်လို့ပြောလို့ရတယ်သို့တော့ runa room ကောင်းလို့ပြောလို့ရတယ် runa room ကောင်းတဲ့အတွက်ဘောလုံးကတောက်ကံမဖြစ်သွားတယ်တကယ်ကောင်းတယ်ဗျာဒီပွဲကြီးရတဲ့ထင်မှာ message ဒီလိုတိတ်လိုက်တဲ့အတွက်ကိုကျေနပ်တာတကယ်ကိုကျေနပ်တယ်3-0ဆိုတဲ့ရလန်နဲ့ဆိုတော့ကျွန်တော်ပြောချင်တဲ့စကားတခုလုံးပြောလို့ရပြီဘာလဲဆိုတော့ man city ပြန်လာပြီ တကယ်ကိုပြန်လာပြီမန်စီးတီးပြန်လာပြီဆိုတဲ့စကားကိုကျွန်တော်ပြောဖို့အတွက်ဒီပွဲကိုစောင့်နေတာဘာဖြစ်လဲဆိုတော့ပွဲနဲ့ဆိုလို့ရှိရင်မန်စီးတီးကအသင်းကြီးတော်တော်များများတွေ့ပြီးပါပြီဗျာစပါတို့နောက်ပြီးတော့ကျွန်တော်တို့မန်ယူတို့နောက်ပြီးတော့အာရီတို့အခုလေပါဘူးဒါဆိုလို့ရှိရင်မန်စီးတီးပြန်လာပြီလို့ပြောလို့ကောင်းကောင်းရနေပြီတကယ်ကိုပြန်လာပြီမန်စီးတီးရဲ့အခုစိတ်ပိုင်းဆိုင်ရာကိုယုံကြည်မှုပါရောအားလုံးအထုထိတ်မှရှိတယ်ကျွန်တော်တို့ international break ပြီးွားလို့ရှိရင်ညူကာဆယ်နဲ့ပြန်တွေ့မယ်အဲ့ဒီပွဲကြလို့ရှိရင်တော့နောက်ထပ်ပွဲကောင်းတစ်ပွဲထပ်ကြည့်ရလိမ့်မယ်ဒါပေမဲ့ဒီပွဲရဲ့ရလက်ကိုတော့ကျင်းနေမှုရတယ် ဘာမှပြောစရာမလိုတော့အောင်ကောင်းတာကျွန်တော်တို့ကုသမကောင်းတယ်၊ကွင်းလည်းကောင်းတယ်၊ခန်းစစ်ကောင်းတယ်၊တိုက်စစ်ကောင်းတယ်အကုန်ကောင်းတယ်အကုန်လုံးဟာသူ့အလုပ်သူလုပ်သွားတယ်မက်ဆီဒီကနောက်ပိုင်းကျတော့ကစားအားကိုရှော့မယ်လို့ကျွန်တော်ထင်ထားတာမလျှော့ဘူးသူတို့ဘာလုပ်လဲဆိုတော့လူ changes လုပ်တဲ့နေရာမှာကျွန်တော်တို့ right chicky ကိုထုတ်လိုက်တယ် right chicky ကိုထုတ်လဲထုတ်တင်တယ်ဗျ right chicky က ြောမယ်ဆိုရင်အများကြီး effective မဖြစ်သေးဘူးမဖြစ်ဘူးမဖြစ်တော့ right key ကိုထုတ်လိုက်တယ်ထုတ်ပြီးတော့ကျွန်တော်တို့ savinho ဝင်လာတယ်အဲ့ဒါကအစော်ကြီးမိနစ်90ကျော် Guardiola ဒီအချိန်ငွေဒီ Guardiola ဒီအချိန်တို့လူလဲနေကြအတင်းမဟုတ်ဘူးဗျာတိရမလား Guardiola လဲလို့ရှိရင်90ကျော်မှလဲတယ်လူဒါပေမဲ့သူ90ကျော်ကလေးက right key ကိုကောက်ထုတ်လိုက်တယ်ပြီးလည်းပြီးတော့ဒိုကူကိုဘာလို့ထုတ်လိုက်တယ်အဲ့တော့ queen လဲကိုပြန်ပြီးတော့အသာကြီးပြန်ယူတယ်တကယ်ကောင်းတယ်ဗျာနောက်ပြီးတော့ကျွန်တော်တို့ဘန်နာရူစေးပါတကွေးလုံးပတ်ပြီးအဆော့နေတယ် ကွင်းလေဟိုတိုက်စစ်ကိုခန်းစစ်ကိုတကွင်းလုံးပတ်ပြီးဆော်တယ်တကယ်ကိုကောင်းတဲ့ကပတင်တကွင်းလုံးကိုသူသူချေရကြီးပဲဒီနေ့ပွဲမှာမန်တော့တမန်ရသွားတော့ဒူကူဒါပေမဲ့ကျွန်တော်တို့ဒူကူတော့တကယ်လဲကောင်းတယ်တကယ်လဲကြိုက်တယ်ပန်နတီရသွားတဲ့အလုံးကလည်းသူ့ကြောက်ဖြစ်တယ်ပြီးတော့သူတွင်းသွားတဲ့အလုံးကလည်းအေရီယာပင်ပေါက်ကနေတွင်းသွားတာတော်ကိုလှတယ်ဗျာသိရမလားကျွန်တော်တို့နီကိုခွန်းစားလက်စီကိုရောက်လာတယ်ဘောလုံးကနီကိုခွန်းစားလက်ကသူ့ကိုခင်းမိလိုက်တယ်တစ်ချက်ခောက်တယ်ဘုံးဆိုပြီးကန်သွားတယ်လုံးဝတော့တယ်ဟာ ကယ်ကိုကျင်းနေမှုရှိတယ်အားရမှုရှိတယ်နီကိုကိုစားလက်သွင်းသွားတဲ့အလုံးကလည်းတကယ်ကိုကောင်းတယ်သူအဲ့လိုကန်တာပထမတစ်လုံးကန်ပြီးပါပြီပထမတစ်လုံးကန်လိုက်တယ်မရဘူးနောက်တစ်လုံးလည်းကြာကြောကန်လိုက်တယ်ဒီဖလက်ဖြစ်သွားတယ်ဒါပေမဲ့ကိုးရတယ်ဒီလုံးလည်းတကယ်ကိုကောင်းတယ်နောက်ပြီးတော့ကျွန်တော်တို့ဟာလန်လုံးဟာလန်လုံးကတော့ပြောစရာမလိုဘူးတကယ်ကိုကောင်းတယ်တကယ် force တကယ်ကိုမှကောင်းတယ်နံပါတ်9လုံးဝနံပါတ်9 စစ်စစ်ကပဲလှုပ်တဲ့ပုံစံကိုလှုပ်သွားတာတကယ်ကိုကောင်းတယ်ဗျာအဲ့တော့မန်စီးတီးနဲ့ပတ်သက်ပြီးတိတ်အများကြီးပြောစရာမရှိဘူးလီဗာပူးနဲ့ပတ်သက်ပြီးကတော့ဆိုလို့ရှိရင်တော့လီဗာပူးမှာဒီနေ့ကတော့လီဗာပူးကတကယ်ကိုကြောင်ပြောက်သွားတယ်ပြောမယ်ဆိုလို့ရှိရင်အဲအာနီစလော့ကိုကယ်တင်နေကြပုတ်ကူလေးမကယ်တင်နိုင်တော့ဘူးအာနီစလော့ကိုကယ်တင်နေကြသူတွေလည်းမကယ်တင်နိုင်တော့ဘူးမိုဆာလက်ကလည်းအသက်ကြီးပြီတိတ်အများကြီးတော့ပြောစရာမရှိဘူးသူ့အသက်သူရွယ်နဲ့သူလုံနိုင်တဲ့လောက်လုံနေတာတော့ကျွန်တော်မြင်မိတယ်ဒါပေမဲ့မိုဆာလက် လဲပြီးတော့မှကပူထက်တဲ့နယ်လို့ကျွန်တော်မြင်တာသိရမလားအဲ့တော့မူဆာလက်ကိုမလဲဘူးမူဆာလက်ကိုမလဲတဲ့အပေါ်မှာတော့တိတ်ပြီးတော့ပြောစရာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကဒီအသင်းရဲ့ legend တယောက်လည်းဖြစ်တယ်ဆိုတော့အတိတ်အများကြီးပြောစရာမရှိဘူးဒါပေမဲ့ Man City နိုင်သွားတဲ့အပေါ်မှာတော့လုံးဝရှင်းနေမှုရှိတယ်ဒါပဲနောက်ပြီးတော့ Liverpool ရဲ့ခန်းစစ် Liverpool ခန်းစစ်ကပြိုပြဲဖြစ်နေလားဆိုတော့လည်းအလောက်ကြီးမဟုတ်ဘူးဒါပေမဲ့ Man City ကကောင်းနေတာ Man City ကောင်းနေတာတကယ်ကိုကောင်းနေတာလက်ပြားခါလောက်အောင်ကောင်းတာ ကျွန်တော်နောက်ဆုံးအနေနဲ့တခုပဲပြောချင်တယ်ကျွန်တော်တို့အဒီဟက်မှာလာပြီးတော့ဟီဟီဟာဟာလာလို့လို့မရအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် international break ပြီးရင်ကျွန်တော်တို့ new york ဆက်ပွဲနဲ့ new york ဆက်နဲ့တွေ့မယ်အဲတော့မှပဲပြန်တွေ့ကြတာပါ